ချစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်းလေးပါနေ့စဉ်မနက်ဒီသနာစီစဉ်ကနေအားလုံးကို ကြိုဆိုလိုက်ပါတယ်စိတ်နှလုံးပြင်ဆင်လက်အတူတူကအသက်ရှင်တော့နှုတ်ဘတော်ကိုခံယူကြပါစို့ဒီကနေ့မနက်အားလုံးနဲ့ဝေငှအလင်းပေးခြင်းနဲ့ခေါင်းစဉ်လေးကတော့စိတ်သက်မကြနဲ့ဖယားသခင်တင့်ကိုမစွန့်ပစ်ဘူးဖယားသခင်တင့်နဲ့အတူရှိတယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွန်အားပေးခြင်းပါတယ်နှုတ်ဘတော်အားဖြစ်ပေါ့နော် အခြေပြုကျမ်းတစ်ကျမ်းဖတ်ပါမယ်။ခြေပြုကျမ်းကတော့ဟေပြဲခန်းကြီး73အငယ်9ဖြစ်ပါတယ်။ဟေပြဲခန်းကြီး73အငယ်9ဖြစ်ပါတယ်။တင်တို့ဤကြင့်ကြံပြုမှုချင်းဒီငွေကိုတတ်မှတ်ခြင်းနှင့်ကင်းလို့၍ကိုယ်၌ရှိသောဥစ္စာနှင့်ရောင်ရဲခြင်းရှိကြလော့။အကြောင်းမူကားငါသည်တင်တို့ကိုမစွန့်၊တင့်ကိုအလင်းပြည့်၍မထားဟုဂတိတော်ရှိ၏။ညီကိုမောင်မတော်တခါတလေမှာကျွန်တော်တို့စိတ်သက်ကြတဲ့အချိန်ရှိတတ်ပါတယ်။ ကဲတင်ချင်းရပြီးတဲ့ခရယုံကြည်သူတွေလည်းစိတ်သက်ကြသက်လာဆိုစိတ်သက်ကြသက်တယ်နော်ခါတလေကိုအချစ်ဆုံးလို့ကိုကိုစွန့်ခွာသွားတဲ့ခါမှာကိုမိဘတွေကိုကိုစွန့်ခွာသွားတဲ့ခါမှာကိုညီကိုမောင်မတွေကိုကိုစွန့်ခွာသွားတဲ့ခါမှာကိုရဲ့ဇနီးမယားသားသမီးကိုကိုစွန့်ခွာသွားတဲ့ခါမှာကိုဘဒူးမှကြည်ရှုတဲ့သူမရှိတော့ဘူးငါ့မှာအဖော်မရှိတော့ဘူးငါ့ကိုချစ်တဲ့သူမရှိတော့ဘူးငါ့ကိုကြည်တဲ့သူမရှိတော့ငါနဲ့အတူနေပေးတဲ့သူမရှိတော့ဘူးလို့ခံစားမိတတ်ပါတယ် ခုနားထောင်နေတဲ့ယုံကြည်သူညီကိုမောင်မားတွေအဲ့လိုခံစားဖို့ပါဒလားအဲ့ဒီလိုမျိုးခံစားတဲ့အခါမှာဝမ်းနဲ့မလွန်စေချင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဖယားသခင်တင်းတဲ့အတူရှိတယ်ဆိုတာကိုဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ဝေင့အလင်းပေးချင်တာဖြစ်ပါလေ။အခုနောက်ကျွန်တော်ဖတ်သွားတဲ့ကျင်ချက်ထဲမှာအဓိကကျွန်တော်တို့ဘလို့ဖော်ပြလဲဆိုတော့ငါဒီတင့်ကိုမစွန်းတင့်ကို အလင်းပြည့်၍မထားဟုဂတိတော်ရှိတယ်တဲ့။ဒါကဘာသူ ပြောခဲ့ရလဲ။သခင်ယေရှုခရစ်တော်ဖယားပြောခဲ့တာ။ โอเคငါဒီတင့်ကိုဘာဖြစ်လဲမစွန်းတဲ့ငါဒီတင့်ကိုမစွန်းဖယားသခင်ကတင့်ကိုမစွပစ်ဘူးကိုနာမည်တိုက်မှာပြောကြည့်ပါဒီနေရာမှာဖယားသခင်ဒီကျွန်တော်ရဲမင်းကိုမစွန်းပစ်ဘူးโอเคအခုနားထောင်နေတဲ့သူတွေနာမည်ဘယ်လိုခေါ်လဲကျွန်တော်တို့မသိဘူးကိုနာမည်ထည့်ပြီးတော့မှအဲ့လိုမျိုးကြမ်းချက်ကိုဖတ်ကြည့်ဖတ်ကြည့်အင်မတန်ချုံမြိန်ပြီးမှအင်မတန်ခွန်အားရလာလိမ့်မယ်ဖယားသခင်ဒီကျွန်မဘယ်သူဘယ်ဝါကိုမစွန်းပစ်ဘူး ဟာလေလုယာဖယားသခင်ဒီကျွန်တော်ဘယ်သူဘယ်ဝါကိုမစွန့်ပစ်ဘူးဥမာကျွန်တော်ဆိုရင်ဖယားသခင်ဟာကျွန်တော်ရဲမင်းကိုမစွန့်ပစ်ဘူးဖယားသခင်ကျွန်တော်နဲ့အတူပါရှိတယ်အမြဲတမ်းဟာလေလုယာဖယားသခင်ဒီကျွန်တော်ကိုအလင်းပြည့်၍မထားအမြဲတမ်းအတူပါရှိနေတယ်ဟာလေလုယာမိဘညီကိုမောင်မတွေကျွန်တော်တို့ပစ်ထားတယ်နော်ညာကျွန်တော်တို့အချစ်ဆုံးလူတွေကျွန်တော်ပစ်ထားတယ်။အော်ကျွန်တော်တို့ငါ့ကိုချစ်တင်ပါဒါပဲဆိုတဲ့သူတွေက ကျွန်တော်တို့ကိုပစ်ထားတယ်ဆိုရင်စိတ်သက်မကြပါနဲ့စိတ်မစင်းရဲပါနဲ့ဖယားသခင်တင်းတဲ့အတူရှိတယ်ဘဒူးမှတင့်ကိုမနစ်သက်တော့ရင်တောင်မှဘဒူးမှတင့်ကိုမချစ်တော့ရင်တောင်မှဘဒူးမှတင့်အနာမှာမရှိတော့ရင်တောင်မှယေရှုဖယားကတင့်အနာမှာအမြဲတမ်းရှိတယ်ဆိုတာကျွန်တော်ခွန်အားပေးခြင်းနဲ့ဒါကြောင့်ဘဒောမှစိတ်သက်မကြပါနဲ့ဘဝကိုဘဒောမှအရှုံးမပေးလိုက်ပါနဲ့နောက်ထပ်ကြံချက်တစ်ချက်ဖတ်ပေးမယ်ရှင်ဟန်ခရစ်ယာန်ခန်းကြီး14အငယ်18ထဲမှာဘယ်လိုပြောလဲဆိုရင်ငါသည်တဲ့ ်တင်တို့ကိုမိပါမဲ့ဖြစ်စေခြင်းကစွန့်ပစ်မိမဟုတ်တဲ့ဒါဘုသူပြောခဲ့လေသီလားယေရှုခရစ်တော်ပြောခဲ့တာယေရှုခရစ်တော်ပြောခဲ့တာငါဒီတင်တို့ကိုမိပါမဲ့အဖြစ်စွန့်ပစ်မှာမဟုတ်ဘူးတဲ့တင်တို့စီပါငါလာအောင်မယ်တဲ့ရှင်ဟောခရစ်ခန်းကြီး၁၄အငယ်၁၈မှာဖတ်ကြည့်နော်ဖတ်ကြည့်နော် တခါတလေကျွန်တော်တို့အဖော်မဲနေသလားတခါတလေဘသူမှငါ့ကိုမချစ်တော့ဘူးဘသူမှငါ့ကိုမလိုအပ်တော့ဘူးဟာလောကကြီးကလည်းငါ့ကိုမလိုတော့ဘူးငါမိသားစုလည်းငါ့ကိုမလိုတော့ဘူးတငယ်ချင်းတွေလည်းငါ့ကိုမလိုတော့ဘူးငါသာဆိုရင်အသက်ရှင်နေရတာဘာလို့တော့မလဲငါ့ကိုငါပဲတည်တက်တည်လိုက်တော့မယ်အဲ့ဒီလိုမျိုးစဉ်းစားလာလို့ရှိရင်ဒီတရားဟောချက်လေးကိုအမြဲတမ်းတည်ရပါအထူးတစ်ဖြစ်ဒီတရားဟောချက်ဆိုတာထက်ဖရားရဲ့နှုတ်နှုတ်တော်ထက်စကားကိုအမြဲတမ်းတည်ရပါဖရားရခင်ကတင့်ကိုပြောနေတယ်ငါသားငါနင်းနဲ့အတူရှိသေးတယ်နော် ငါသမီးငါနင်းတဲ့အတူရှိသေးတယ်နော်ဘဒူးမှနင်းနှမ်းမှမရှိတော့ငါနင်းတဲ့အတူရှိတယ်အေမာနွေလဖရားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကိုးကွယ်တဲ့ဖရားကအေမာနွေလဖရားဖြစ်တယ်အေမာနွေလနဲ့ပတ်သက်ပြီးတော့မှတမန်ကျမ်းစာတစ်ခုလုံးမှာသုံးနေရာဖော်ပြထားတဲ့ကျမ်းချက်ပထမတနင်္လာကဟေရှာယခန်းကြီး9အငယ်14ဒုတိယတနင်္လာကဟေရှာယခန်းကြီး10အငယ်10တတိယတနင်္လာကမဿဲခန်းကြီး10အငယ်23မှာဒီသုံးနေရာလုံးကသခင်ယေရှုခရစ်တော်ကိုပဲယဉ်ညွန်းမှပြောထားတာ အဓိကဘာကိုဆိုလိုချင်လဲအီမာနွေလာဆိုတာကျွန်တော်တို့နဲ့အတူရှိတဲ့ဖခင်အီမာနွေလာဆိုတာက ကျွန်တော်တို့ဗမာစကားမဟုတ်ဘူးနော်ဟေဘရုဘာသာစကားဖြစ်တယ်ဗါတယ်လေဟေဘရုဘာသာစကားအီမာနွေလာဆိုတာကိုဗမာလူနဲ့တွိုင်းမှအသိပဲတော့ဖွင့်မယ်ဆိုရင် အသိပဲရှိမှာမဟုတ်ဘူးဒါပေမဲ့ဟေဘရုဘာသာစကားကိုတွက်လိလာမယ်ဆိုလို့ရှိရင်တော့တဘောပေါက်လာလိမ့်မယ်ဒီအီမာနွေလာဆိုတာစကားစုနှစ်ခုပေါင်းစည်းထားတာအေနဲ့မာနွေလာဆိုတဲ့စကားလုံးစကားစုနှစ်ခုပေါင်းစည်းထားတာဟေဘရုဘာသာစကား အေးဆိုတာပါလေအေးဆိုတာကဖရားသခင်ကိုယဉ်ညွန်းတာထပ်ပြောမယ်နော်အေးဆိုတာကဖရားသခင်ကိုယဉ်ညွန်းတာမာနွေလဆိုတာကအတူရှိတော့အတူရှိတော့ဒါဆိုရင်အေးနဲ့မာနွေလပေါင်းလိုက်ရင်အေးမာနွေလဆိုတာကကျွန်တော်တို့နဲ့အတူရှိတော့ဖရားသခင်လို့ခေါ်တယ်ဖရားသခင်ဟာတင်းနဲ့အတူရှိတယ်ညီကိုမောင်မတို့ဒါကြောင့်ဘယ်တော့မှစိတ်သက်မကြနဲ့ဘယ်သူပဲတင့်ကိုစွန့်ပြစ်စွန့်ပြစ်ဖရားသခင်တင့်ကိုအမြဲတမ်းချစ်နေတယ် โอเคကိုရဲ့ပြင်ပတ်ကိုကိုဖိမပြောလိုက်ပါဘယ်သူစွန့်ပစ်စွန့်ပစ်ငါ့ကိုဘယ်သူစွန့်ပစ်စွန့်ပစ်ဖရာသခင်ဘယ်တော့မှမစွန့်ပစ်ဘူးဒါပေမဲ့အပြစ်တရားတော့မလုံနဲ့ဘောနော်အပြစ်တရားကတော့ဖရာသခင်နဲ့တင်းနဲ့ဝေးကွာစေပါတယ်အခုနကျွန်တော်တို့ကြင်ချက်ဖတ်တဲ့အထဲမှာဘယ်လိုပြောလဲဆိုရင်တင်းတို့ရဲ့ကြင်ကြံပြုတ်မှုချင်းတီငွေကိုတတ်မှတ်ချင်းနဲ့ကင်းလွတ်စေရွေးတဲ့ကိုနိုင်ရှိတော့ဥစ္စာနဲ့ရောင်ရဲချင်းရှိကြလောငွေကိုတတ်မှတ်ချင်းဆိုတဲ့အပြစ်ကနေရှောင်ပြီးတော့မှဒူးစရအပြစ်ကနေရှောင်မှဖရာခင်နဲ့ချင်းကပ်ပါစေတဲ့ ဘုရားခင်ကတင့်ကိုဘယ်တော့မှအငက်မထားဘူးတဲ့ဘုရားခင်ကတင့်ကိုဘယ်တော့မှဒုက္ခဆင်းရဲထဲမှာဒီလိုမပစ်ထားဘူးတဲ့အခုနားထောင်နေတဲ့သူတွေဘယ်လိုမျိုးဒုက္ခဆင်းရဲထဲမှာကြရှုံးနေတယ်လဲကျွန်တော်ပြောမယ်စိတ်သက်ဘယ်တော့မှမကြနဲ့ဘုရားသခင်မှာဆုတောင်းယုံကြည်ခြင်းမရှိရင်ဆရာတို့လာရှာဆရာတို့ပြန်ဆုတောင်းပေးမယ် Okay ဆရာတို့မဟုတ်ဘူးတခြားဆရာတို့လည်းတွတ်ရှာလို့ရတယ်ကိုကိုတိုင်လည်းဆုတောင်းလို့ရတယ်လေဘုရားသခင်တင့်ကိုကူညီမှာ hallelujah စိတ်သက်ဘယ်တော့မှမကြနဲ့ ဖယားသခင်ဂတိတော်ရှိတယ်လေကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောရင်တိတ်မယုံနဲ့တော့ကျွန်တော်ကလူလေဒါပေမဲ့ကျွန်တော်ကျွန်တော်ဗဇက်ကနေပြောထွက်လာတဲ့ဟာကဂျန်းစာဟုတ်တယ်နှုတ်ကပတ်တော်ဟုတ်တယ်ဆိုရင်သင်ခံကိုခံယူရမယ်ဘာကြောင့်လဲဆိုတော့ဖယားစကားဖြစ်တယ်ဟာလေလုယဖယားစကားဘယ်မှာဘလို့ပြောလဲဆိုလို့ရှိရင်တော့အာဟေဘရဲခန်းကြီး73အငယ်9အောက်မှာဘလို့ပြောလဲဆိုလို့ရှိရင်တော့ငါဒီတင့်ကိုမစွန့်တင့်ကိုအလင်းပြည့်၍မထားဟုဂတိတော်ရှိဖယားသခင်ရဲ့ဂတိတော် ဖယားသခင်ကဂတိတည်တဲ့ဖယားဖြစ်တယ်ဟာလေလုယ။ तू ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့ဖယား။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့သူ့ကိုယုံကြည်တဲ့ယုံကြည်သူညီကိုမောင်မတွေစိတ်သက်မကြပါနဲ့။ဘယ်တော့မှလောကဒဏ်ကိုအရှုံးမပေးပါနဲ့။ဘယ်တော့မှဘဝကိုအရှုံးမပေးပါနဲ့။ဖယားသခင်တင့်တဲ့အတူရှိတယ်။တင့်ကိုကူညီမယ်။တင့်ကိုစွန့်ပြေးရမထားဘူး။တင့်တဲ့အတူပါရှိမယ်ဆိုပြီးမှခွန်အားလေးပေးချင်ပါတယ်။ခွန်အားရမယ်လို့မျှော်လင့်ပါတယ်။ခွန်အားရကြပါစေ။တန်ရှင်သောဝိညာဉ်တော်ခွန်အားပေးပါစေ။သူတို့ကဆုတောင်းရအောင်။ ယေရှုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှလည်းအသက်ရှင်တော်နှုတ်ကပတ်တော်အားဖြင့်ဖျားသခင်ဒီကျွန်တော်ညီမတို့ကိုစွန့်ပြေးမထားအလင်းမပစ်ထားမိဘမဲ့လိုမျိုးကျွန်တော်တို့မထားထားဘူးဆိုတာနှုတ်ကပတ်တော်အားဖြင့်တန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြတယ်ယေရှုတော်ချီးမွမ်းတဲ့ကိုတော့အတ္တတာမှာဖယားသခင်အတူပါရှိချင်းတက်တေကိုလက်တွေ့ရစေပါမိကြောင်းဂျေဇုတော်ချီးမွမ်းနေဆုတောင်းတဲ့ခါမှာကဲတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖဖယားအာမင်အရောက်ချင်းစီတိုင်းကိုဖယားသခင် ောင်းချီးပေးပါစေတော့